န်ရကြမှာ2025ခုနှစ်မေလ21ရက်နေ့ Radio Energy ညပိုင်းပြည်တွင်သတင်းတွေကိုဖတ်ကြားတင်ပြပေးသွားပါမယ်။ကျမကတော့ຫນွေဦးမှမှာပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုမှလူကာစေယုံ၃နှစ်ပြည့်အတွက်ဂုဏ်ပြုသဝင်လွှာပေးပို့တဲ့သတင်းပဲဖြစ်ပါတယ်။ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုမှလူကာစေယုံ၃နှစ်ပြည့်အတွက်ဂုဏ်ပြုသဝင်လွှာပေးပို့ခဲ့ကြောင်းကျမိုင်ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ လူကာစေယုံကို2022ခုနှစ်မေလ19ရက်တွင်ဂီနီပြည်တနီးယားမှာဆောက်လုပ်ပြီးစီခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုများပါဝင်ဂျမစစ်ကောင်စီရဲ့အကြိမ်ကြိမ်နှောက်ယှက်ပြစီမှုများကိုကြံ့ကြံ့ခံပြီးမိမိတို့၏အသက်ကိုပင်ပဓာနမထားဘဲဒေသနဲ့မြို့ဒေါ်လန်ရေးအတွက်မဖြစ်မနေလိုအပ်သည့်ဂျမရဲ့ဆောင်းရှောက်မှုများကို၃နှစ်တိုင်တိုင်ပေးအပ်လျက်ရှိသောလူကာစေယုံမှဒေါ်လန်ဂျမရဲ့ဝန်ထမ်းများအားမြူသားညီညွတ်ရေးအစိုးရဂျမိုင်းဝန်ကြီးဌာနက ဒုက္ခယူလေးစားပြီးကျေးဇူးတင်ကုန်ပြုမှတ်တမ်းတင်လိုက်ရတယ်လို့ဖော်ပြထားပါတယ်ရှင်။ယမမျိုးအီတလီစီးနေပြည်တော်စုလှော့တော့ဖလာဇိုကပညာခမ်းမတွင်ကျင်းပတဲ့မြမရင်းညီလာကန်ဒေါအောင်ဆန်းစုကြည်ရဲ့တာငယ်ကိုထိန်လင်းခော့ခင်အရစ်တက်ရောက်တဲ့တဲ့ရင်ကိုဆက်လက်တင်ပြပေးပါမယ်။ယောမမျိုးအီတလီစီးနေပြည်တော်စုလှတ်တော်ဖလာဇိုကပညာခမ်းမမှာကျင်းပတဲ့မြမရင်းညီလာကန်ဒေါအောင်ဆန်းစုကြည်ရဲ့တာငယ်ကိုထိန်လင်းခော့ခင်အရစ်တက်ရောက်ခဲ့ပါတယ်။ မေလ20ရက်နေ့အင်္ဂါနေ့တွင်ရောမမျိုးအီတလီစီးနှင့်ပြည်တော်စုလွတ်တော်ပလာဇိုကမ်ပညာခမ်းမမှာကြန့်ခိုင်တော်လန်စဲမြန်မာပြည်သူများ၏မျှော်လင့်ချက်ဖြစ်သောဒီမိုကရေစီလွတ်လပ်ခွင့်နှင့်ငြိမ်းချမ်းရေးအကောင်းဆုံးဖြင့်မြမအရေးညီလာခံကိုကျင်းပခဲ့ပါသည်။စူပါညီလာခံကိုအီတလီစီးနှင့်လွတ်တော်ပြည်ပဆိုင်ရာပါလီမန်အမတ်များပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှစီစဉ်ခဲ့ခြင်းဖြစ်ပြီးလူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်တာငယ်ဖြစ်သူခင်အဲရစ်လွတ်တော်မန်များလူမှုရေးဖွဲ့စည်းတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ လူလူကောင်းဆောင်တောင်းဆန်းစုကြည်ရဲ့တာငယ်ဖြစ်သူခင်မဲရစ်မှမြန်မာပြည်သူများ၏ကြမ်းကြမ်းခိုင်တော်လှန်ရက်တွင်မူလေးနှစ်တာကာလအတွင်းမိခင်ထံမှစားတဆောင်ဖြင့်မြည်သည့်ဆက်သွယ်မှုမှမရှိအောင်ကန့်သက်ထားမှုရှေ့နေများနိုင်ငံတကာနှင့်မြည်သည့်အဖွဲ့အစည်းနှင့်များတွဲဆောင်ခွင့်မရသည့်အခြေအနေကျင်းနောက်များတွင်ကျွန်မ၏ဆောင်းရှောက်မှုပြက်ကွက်မှုများကြောင့်နိုင်ငံအကျဉ်းသားများတည်ဆုံရမှုများတွင်မိခင်အတွက်စိုးရိမ်ပူပန်ရပုံနိုင်ငံတကာနှင့်မြည်သည့်ဥပဒေကိုမှဂရုမစိုက်ပဲဘုံကျဲတပ်ဖြတ်မှုများ မတရားရက်ဆက်ကြမ်းကြုတ်မှုများကြောင့်မြန်မာပြည်မှလက်ရှိအခြေအနေသည်ဒီမိုကရေစီလွတ်လပ်ခွင့်အပြင်လူသားများအသက်နှင့်သက်ဆိုင်နေကြောင်းပြောကြားခဲ့ပါတယ်။အဲဒီနောက်အီတလီမြန်မာအတူတကွအဖွဲ့အစည်းဥက္ကဋ္ဌဗင်ဇန်ဇိုစကော်တီမဆီယိုဆုရဲ့တဘာဝဘေးရန်ရဲ့ဖြစ်သောငလင်ကိုအုံချကနိုင်ငံတကာတွင်အဝင်ဆက်ရန်စူးစမ်းမှု အာဆီယံ၏မတရားအာဏာသိမ်းစုစုကိုခွင်းရင်းပေးနေမှုများကုလသမဂ္ဂ၏ပြည်သူ့ဘက်မှပြတ်သားရက်တရံလိုအပ်ချက်များနဲ့နိုင်ငံထဝက်ကျော်နယ်မြေစုမိုးထသည့်မြို့သားညီညွတ်ရေးအစိုးရနှင့်တိုင်းသားဖွဲ့များပေါ်အီတလီအစိုးရအနေဖြင့်ဒါရက်ဆက်သွယ်ပတ်မိုးရန်တိုက်တွန်းသွားခဲ့ပါတယ်ရှင်။ထိုင်းဘီလီယံနာတထေးကြီးဒါနင်းချီယာရာဘန်နာ Justice for Myanmar ကထုတ်ဖော်တဲ့အာဆီယံမြေပြတ်တထေးစင်းမှာပါဝင်လာတဲ့သတင်းကိုတင်ပြပေးပါအောင်မယ်။ထိုင်းဘီလီယံနာတထေးကြီးဒါနင်းချီယာရာဘန်နော Justice for Myanmar ကထုတ်ဖော်တဲ့ ASEAN အမည်ပြတထေသရင်မှာပါဝင်လာတယ်လို့သိရပါဗျ။ယင်းတထေကြီးမိသားစု၏ကြီးကြီးတဲ့ချမ်းသာမှုသည်၎င်းတို့၏ကိုကျင့်တရားအဆုံးထင်းခံပြီးမှရရှိလာခြင်းဖြစ်က Charan Phompham Group CB Group သည်မြန်မာနိုင်ငံ Arakan ပြည်နယ်ကြောက်ဖြူမြို့ရှိငင်းပွားဝယ်အထူးစီးပွားရေးဆောင်နှင့်ရေနံစိတ်ကန်းစီမံကိန်းအားပေါ်ဆောင်နေသည့် ကျိုးတူပူပေါင်းကုမ္ပဏီစုကြီးနှစ်ခု၏အစိတ်အပိုင်းဖြစ်တယ်လို့သိရပါဗျ။ရင်းစီမံကိန်းကြီးသည်တရုတ်မြန်မာစီးပွားရေးစင်ကြံ၏အစိတ်အပိုင်းဖြစ်ပြီး2021ခုနှစ်အာနာသိန်းကျိုးပန်းမှုလှုပ်ဆောင်ထားသောမြန်မာစီးအုပ်စုနှင့်မိဘဆောင်ရွက်ရန်ဆွေးနွေးလှုပ်ဆောင်ထားပြီးဖြစ်တယ်လို့သိရပါဗျ။2023ခုနှစ်တွင်ရင်းနှီးစိတ်ကံအတွက်နောက်ဆက်တွဲသဘောတူညီချက်ကိုတန်းခတ်ပိတ်ဆို့ခံထားရသည့်စီအုပ်စုဝင်ကြီးအောင်နိုင်ဦးကတဘာပတိဖြစ်ဆောင်ရွက်သည့်အခမ်းအနားတစ်ခုတွင်လက်မှတ်ရေးထိုးခဲ့ကြပြီး ီဒီယာများနှင့်ရပ်ဖွဲ့ဖွဲ့များ၏ဝေဖန်မေးခွန်းထုတ်မှုများကိုရှောင်ရှားရင်ရွေချက်ဖြင့်စူပါအရင်ပွားပွဲစီမံကိန်းအားမြန်မာစစ်အုပ်စုအာဏာသိမ်းကြိုးပမ်းမှုကာလအတွင်းပဲတက်တုပ်ရိုက်လှုံ့ဆော်လာခဲ့ပါတယ်။ CP Group သည်မြမစိုက်ပျိုးရေးကဏ္ဍတွင်လည်းစီးပွားရေးလုံခြုံပြီး2014ခုနှစ်တွင်ရင်းကုန်ပဏီသည်ရေလုံသားများကိုကျွန့်ဖြစ်ခိုင်းစေအသုံးပြုခဲ့သည့်အကြောင်းတိုင်းများစီမှငါးစားများဝယ်ယူသည့်ကုမ္ပဏီဖြစ်ဖော်ထုတ်ခံထားရပါတယ်ရှင်။ ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့တာကီနဲ့ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါရဲ့ရှင်။